ရိုက်တာသမားဖြစ်ပေမဲ့တိန်ပေါင်းရာချီတန်ဘရန်တက်တွေကိုတာထဲလဲဝစ်စင်နိုင်ခဲ့တဲ့ခိုင်နင်းဝေး MCL ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ပရိုက်တာလုံနေတဲ့သူတွေအတွက်ကတော့လှုပ်ဆောင်နေတဲ့အချက်တစ်ချက်ကလေးမှားလိုက်တာနဲ့အပြစ်ပြောမဲ့သူထောက်ပြမဲ့သူတွေကများလွန်းလာပါတယ်ခொနည်းရဲ့သားသမီးလူတန်းပေးတဲ့အလူငွေတွေကိုခေါင်းခံဖြည့်ရှင်းပေးနေရသူဖြစ်တာကြောင့်အမားမရှိလေအောင်နေထိုင်နိုင်မှသာအဆင်ပြေတာပါ လက်တလုံးမှာတော့ခိုင်နှင်းဝေကအပြုမှုတချို့ကြောင့်ဝေဖန်ခံနေရပါတယ်။ငလင်ပင်းအတွက်ခိုင်နှင်းဝေကအလူငွေတွေဒိုင်းခံကောက်ပေးနေတာအလုံးလေးအတိပါပဲ။အလူငွေသိန်းပေါင်း9000တိရှိနေပြီလည်းဖြစ်ပါတယ်။သိန်းပေါင်း9000ဆိုတဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်တဲ့အတွက်ခိုင်နှင်းဝေကတနင်္လာကိုလူပြီးဆိုရင်သိန်းကိုထောင်နဲ့ချီလူပေးတာပါ။ဒါပေမဲ့ရက်ကွက်လူကြီးတွေစည်ရင်းကောက်ပေးရဲ့တိုင်းလူတာကြောင့်ဝေဖန်ခံနေရတာပါ။ပြင်မနာမျိုးကိုလူတဲ့အချိန်မှာအိမ်နောက်စု185စုကိုသိန်း4000လူပေးမဲ့မရတဲ့သူတွေအများကြီးကိုရှိနေကြတာပါ။ခိုင်နှင်းဝေကသိန်း ၄000လူပေမဲ့သူတို့မရဘူးလို့ထုတ်ပြောလာတဲ့သူတွေကအရန်ကိုများတာပါအခုလိုဝေဖန်မှုတွေမြင့်တက်လာချိန်မှာလူအများကခိုင်နှင်းဝင်ရဲ့အမားတစ်ခုချင်းစီကိုရှာလာကြပါတယ်ရေဘေးတုန်းကလည်းကြရားပြည်နယ်ကိုလူဒန်းနေတဲ့အချိန်မှာခုလိုမရတဲ့သူတွေများတဲ့အကြောင်းလည်းပြန်ပေါ်လာခဲ့ပါတယ်ဒါအပြင် fashion ရေးစီးကြကိုအမီလိုက်နေသူတန်ဦးကခိုင်နှင်းဝင်ရဲ့အတုံးဆောင်တွေကိုငွေနဲ့တိုင်းဖြတ်လာခဲ့ပါတယ်ခိုင်နှင်းဝင်ကပရာဟိတမျိုးသမီးတယောက်နေနဲ့ရက်တီနေတဲ့သူဖြစ်ပါတယ်မင်းသမီးတယောက်ဖြစ်တဲ့အတွက်ခိုင်နှင်းဝင်က fashion ကိုခင်မြာဝတ်စားပါတယ်ဒါအပြင်နိုင်လေအလွန် ိုက်တဲ့သူတယောက်ပါခိုင်နင်းဝင်ရဲ့တချို့ပွဲတက်ဒီမှာဆိုရင်သူမဝစ်စင်ထားတဲ့အတုံးဆောင်တွေကဘရန်တက်တွေပဲဖြစ်နေကြတာပါသိန်းပေါင်း900ဝန်းကျင်ကိုရှိနေတတ်တာပါဂီဟာမာနီရဲ့အချိန်ဆိုလဲခိုင်နင်းဝင်ကတန်ဖိုးကြီးဘရန်တက်နိုင်တွေကိုတာဝစ်စင်တက်တာဖြစ်ပါတယ်အနက်ရောင်ခန့်နဲ့နိုင်ဆိုရင်သိန်းပေါင်း60ဝန်းကျင်ရှိပါတယ်ဇလန်တွဲတစ်ခုရဲ့မိတ်ဆက်ပွဲမှာဝစ်စင်ခဲ့တဲ့အပြာရောင်ဝန်းဆက်နဲ့ဝစ်ဆုံမှာဆိုရင်နိုင်ကသိန်းပေါင်း690ဝန်းကျင်ရှိကအိတ်ကတော့89သိန်းဝန်းကျင်ရှိနေကြတာပါခိုင်နင်းဝင်ကဘရန်တက်နိုင်ကိုဝေးရတာ ကြိုက်သူမို့ပွဲတက်တွေမှာတစ်ခါတစ်ခါမတူအောင်ဝစ်စင်ကနာယီတန်မိုးရီက3630 3280 3320 3350တန်တွေကိုဝစ်စင်ထားခဲ့တာပါ လင်းရင်စည်းဖို့ဝစ်စင်နဲ့အင်ကြီးတစ်ထည်ဆိုရင်သိန်း80ဝန်းကျင်ရှိပါတယ်။ဒါပြင် brand tag အိတ်ကိုလည်းကြိုက်သူမို့သိန်းပေါင်း73သိန်း80 53သိန်း39သိန်း30သိန်း340သိန်း89သိန်း390တတ်နေကိုထည့်လဲကင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းပွဲတစ်ခေါက်တက်ပြီးဆိုရင်ခိုင်နှင်းဝင်ဝစ်စင်လာတာတွေကသိန်း300ကျော်လေးရဝန်းကျင်မှာရှိလို့နေတာပါ။ဒါကြောင့်မလို့ခိုင်နှင်းဝင်က bright အလုံးလုံးနေရင်းနဲ့ခုနောက်ထိဝစ်စင်လာနိုင်တာလားဆိုပြီးပြောဆိုနေကြတာပါ။ဝေဖန်သူတွေအတွက်တော့ဒီချက်တွေကတန်တရားဝင်စရာဖြစ်နေတာပါ။ခိုင်နှင်းဝင် ကတခြားစီးပွားရေးလည်းမလုပ်ကင်နေတာမို့အခုလိုတုံးနိုင်တဲ့ပုံမှာအံ့အားသင့်လို့နေတာဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ငလင်ပြီးအတွက်ပန်ကန်စွာလူပီးနေကြတဲ့အကြောင်းကိုတနိုင်တလောက်ဖြည့်ရှင်းလို့နေတာပါ။ Brighter တမဖြစ်ပေမဲ့သိန်းပေါင်းရာချီတန်ဘရန်ဒက်တွေကိုသာထည့်လဲဝစ်စင်နိုင်ခဲ့တဲ့ခိုင်နှင်းဝေပေါ့။ပရိသတ်တို့ရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။